မိဂင်နာဝါဆိုတန်းကူနှင့်တောလက်ဖက်ထွက်ရာစကန်းရိတ်တာအရင်ဆုံးတော့ပြည်မျိုးရဲ့ပြရိနေသားကိုပြောပြရမည်ထင်တယ်။တချို့လဲတီဗီဖြစ်နေ။ AR မြကန်ဟုမှရှိတဲ့ပြည်မျိုးတွေပပက်လေတွင် တောင်ကုန်းတောင်တန်းတောအုပ်ခင်နှများပပက်လေဝိုင်းလျက်မြည်လက်ရဲ့အစွန်ဆုံးမျိုးဖြစ်ပြီးစိမ့်ဆူအောင်ဆိုင်နေတယ်။နှစ်ရှိပင်ကြီးများနဲ့အေးချမ်းချမ်းရှိပုံကပြည်မှာဆောင်နာမည်ကြီးတယ်။ မြို့ဘပေါ်စီကကြည်ပါကခုခုပင် မကြီးပင်တရက်ပင်ဒိန်းနေပင်များနဲ့ပုံဆိုင်နေသည်တောင်နှမ်းတောင်ကုန်းတွေပေါ်လွန်သည့်ထက်စကိုင်းတောင်တို့တောင်နှမ်းတော်ရအကြောင်းတွေပေါ်သည်မြို့မစီကမထုံခါခင်ကပြည်မြို့ရဲ့ပတ်ပတ်လင်မှာတဘာကျောင်းများနဲ့တော်ရဖုန်ကြီးကျောင်းတိလာရှင်ကျောင်းရိတ်တာစခန်းတွေရာချီရှိသည်မြမဟုတောင်နှမ်းပါရာကြီးပါရာလေးတောင်ကျော်နဲ့နေပိန်နာတောင်ကျော်တို့သည်အဆက်ဆက်သည့် ရှိနေကြပြီးပြည်မျိုး၏အရှိနှင့်အရှိတောင်ဘက်တို့ကိုဝိုင်းရန်ပိတ်ထားသလိုပင်ထိုတောင်တန်းတောင်ကုန်းများသည်မြေနီကုန်းများပြီးအင်းကြီးတော်များပါပေါ်သည်နေရာထောင်ချီကတက်ရှိရုပ်ကျွင်းအင်းကြီးကျောက်တွေပေါ်လွန်လာသည်မိုးရသည်မိုးတက်ထန်စွာရွာပြီးတောင်ကြီးပြင်းပြင်းစီပါကအင်းကြီးကြောင်များမြေကြီးတွေက ပေါ်ပေါ်လာတတ်သည်အေယာရီမြစ်ဖက်ချမ်းကို ကြည့်မည်ဆိုလျင်ရွှေဆန်တော်ဘုရားတည်ထားရာသူတတနာတောင်သကတော်မြင်းကြီးတောင်ဝင်ချတောင်ဗေဒာယီကိုနှင့်အလောင်းတော်ကတဘတောင်တို့ကမြစ်ကိုဝေဆင်းခါရတွားကြသည်ထိုမှသည်ရန်ကုန်မြို့သို့တွားရာဝေပြီးကာလန်တို့ရှိနေသည်ထိုတောင်ကျော်များပေါ်တွင်နှစ်ရှိပင်များနှင့်တစ်တော်ဓာတ်ဖွင့်များရှိပြီးတောရကြောင်များစွာသို့တွားရာတောရိပ်တာရာမီနီလန်ကလေးများကိုတွေ့ရမည် အချိန်ကတော့တကယ်လည်းတာယာခဲ့သည်မြို့ကလေးမဖွံ့ဖြိုးခင်ကရှိခဲ့သည့်အရာများဟုသာမှတ်ထားစေလိုသည်လူတိုင်းမှာဒေတာဆွဲမြူဆွဲရှိကြသည်မန္တလေးသားများကအရုမန္တလေးဆိုပြီးကျွေးကြော်ကဆွဲလန်တတ်တတ်ကြတယ်ကျွန်တော်ကလည်းအရုပြည်မျိုးဆိုပြီးတတတရှိနေတတ်သည်ပြည်မျိုးသည်တမိုင်းဆန်လာရှိခဲ့သည်ဖြစ်ထွန်းခဲ့သည်တည်တန်းခဲ့သည်ကျွန်တော်တို့မျက်စိအောင်မှာပဲကြာရှုံးခဲ့သည်ကဗျာဆရာတို့ပြောခဲ့သလိုခြေမျိုးသည် ဝါစီပြည်တလို့ပြည်ကြခဲ့ပါသည်ထားတော့ကျွန်တော်ပြောလို့ဒီမှာထိုအကြောင်းများမဟုတ်ပါကျွန်တော်ပြောပြလို့ဒီမှာကျွန်တော်ဤငယ်ဘဝ1995နှစ်2000ဝန်းကျင်ကာလများအတိတ်ကရှင်လန်းခဲ့မှုအတိတ်ကယူသားခဲ့မှုများတာတစ်ချိန်ကလှပခဲ့မှုတာယာခဲ့သောမျိုးလေးတစ်ချောင်းရဲ့တာပါငင်းအောင်စားရခြင်းမိစေများကိုတရိယာတလိုပါပဲပျော်ရွှင်ခဲ့ရသည့်အချိန်များကိုသာ မိစေများပြောပြလိုသည်ပူစိတော့ကများကိုအများဝီလိုစကားစကိုပြန်ဆက်ပါဦးမိဘိနာတောင်လုံငယ်တော်နှစ်များစွာကညီနီတောင်ကုန်းများနဲ့တောအုံများအလယ်မှာအထင်ကရရှိခဲ့သည်တောင်တော်ပေါ်မှာတန်ဃာတော်များတရင်တုံးရာကျောင်းတိုင်သာရှိသည်တောင်ဆောင်တိုင်းဆင်းသွားပါကတီလာရှင်ဆရာလေးများတရင်တုံးရာကျောင်းစရဲ့စခန်းရိပ်တာများစွာ ရှိသည်ဥပုံနေနဲ့ဝါရင်းကာလာများဆိုဓမ္မဆက်ချာ ရုပ်ဖတ်တံများမြစ်တာပုံတံများပြန့်လွင့်နေတတ်သည်မန္တလေးတောင်စကိုင်းတောင်တို့နှင့်အသွင်တရံတူသည်မိဘိနာတောင်ပေါ်မှာဆင်ယုံကြီးနှင့်ချင်းယုံကြီးများရှိပြီးစင်စင်ချင်းချင်းနှင့်အသိပညာရှိစွာနေထိုင်ရန်ဥပမာပြရည်ရွယ်ပြီးဆရာတော်ကြီးကထုလုပ်ခိုင်းထားခဲ့သည်ဟုဆိုသည်ဒါကကိုစဉ်ကမိဘိနာတောင်ရှုမြင်ဝဲဖြစ်သည်ယခုတော့ရန်ကုန်ပြည်အဝေးပြည်ကားလမ်းမကြီးကထိုနေရာတောင်ကြီးကနေ ဖျက်ဖောက်ခဲ့ပြီးတိုးချဲ့လာတော့လူနေရက်ကွက်များနဲ့ဆက်မှုစုံနဝရီရက်ကွက်နဝရီပွဲုံတန်းနဝရီတရားတို့ကိုတွားရာလမ်းစုံသည်နေပင်နာတောင်ချီတွင် ဖြစ်တည်လာရာတောင်တန်းတော်ရသည်လည်းမြို့ချောင်းဖြစ်လာခဲ့ရသည်ကျွန်တော်မှမိနေသေးတယ်တချို့လဲမှမိနေကြပြီတချို့လဲမိမိရဲ့ရော့ဖြစ်နေပြီတချို့လဲ မတိမမီလိုက်တာဖြစ်နိုင်ပါသည်။ယခင်ကပြည်မျိုးကနေရှီတော်ချင်းမြင်ထိုက်ဆက်ရုံကိုသွားသည့်မြေထာလန်းရှိခဲ့သည်။ဖူမြေထာလန်းကကျွန်တော်နေထိုင်ရာမြို့တဲ့အနောက်မြို့ဘက်လမ်းနဲ့ကောက်ကွင်းအခုတော့အားကစားကွင်းနဲ့ပေါ်လုံးကွင်းဆူရယုံများတက်ထွက်ပုံကြီးများနဲ့မကင်းရမကင်းချောင်းများအကွက်ရိုက်ယူရောင်းချက်စားရနေရာများကြားယခုရန်ကုန်ပြည်ဝေးဝေးကားလမ်းတစ်လျှောက်မှာရှိသည်။နောက်တော့ဖူမြေထာလန်းမဆွဲတော့ရထားလမ်းဟောင်းနေရာတွင်ဆွတ်ကြောင်းနဲ့ လမ်းဟောင်းကြံခဲ့သည်လမ်းဟောင်းနေရာတွင်ထူစင်ကနွားလဲများတွာလာကြပြီးချောင်းတပွဲဖြစ်လေသည်ထူလမ်းဟောင်းကနေပိနာတောင်တွောရအောက်ကနေကွေ့ဝိုက်ဖက်သွားသည်နေပိနာတောရမြောက်ခင်တောင်ခွဲကြီးနေရာကနေဖြတ်သွားရသည်တောင်ခွဲကြီးကနာမည်ကြီးသည်ကျွန်တော်ကလေးဘွားပဲရှိုံမီလမ်းတွေဖောက်ဖို့ကန့်လန့်ခံနေသည့်တောင်ကိုခွဲထုတ်ဖောက်ဖြတ်ကြသည်ထူစင်ကဆက်ရန်များအားမကောင်းသည်အကျဉ်းသားများဖြင့်မြေတူးတောင်ဖြိုလုကြသည် လာသည့်မြင်းဤတွေကိုလည်းအာနာပိုင်တွေကရောင်းစားကြသေးသည်တနေ့တော့တောင်ခွဲကြီးမှာ တောင်ပြိုကျမှု ဖြစ်သည်ကျင်းသားတွေမြေပြီလို့တည်ဆုံကြရသည်ကျင်းသားများကိုတန်ချေခြင်းများခတ်ထားရာပြည်လူများအတယောက်နဲ့တယောက်အတွဲလိုက်ခတ်ထားသည့်တန်ချေခြင်းများကြောင့်မလွတ်တော့ပဲမြေပြီလို့တည်သွားချသည်ထို့ဖြစ်စဉ်သည်မြို့ပေါ်တွင်ဟိုးလေးကြော်ကြော်ဖြစ်ခဲ့သည်ရလာပေါင်းများစွာထိုနေရာကိုမှောင်တည်နေလူတွေမတွားရကြထားတော့ ထိုစဉ်ကဆက်ဆက်ဖြစ်ပျက်များပါပြီ။ရဟန်းဟောင်းစကြောင်းလေးကနေဝါဇိုလာတန်ခူပွဲသွားကြသူတွေနားလင်းများနဲ့တပုံခြေလင်းတစ်မျိုးဖြင့်သွာလာကြသည် မော်စာသမွန်ယုံနဲ့ရွှေတကားတို့ပြင်းမင်းကိုင်းဒဇင်လမြေပရိသာဇလုံးမအောင်မြေထူထူမသည်နေပိနာတော်ရကြောင်းကြီးကိုအမိပြုလို့ပတ်ဝန်းကျင်တစ်ခွင်ရှိတော်ရန် တောအုပ်များစီတူသွားကမိုးရွာသည့်လေကြပေါသည့်တောပန်းပင်များကပန်းများကိုကူးကြသည်မိုးကာလမိုးရေတို့ဖြင့်ပဝန်းကျင်တစ်ခွင်လုံးစိမ့်ဆိုနေပြီးရရှိလာတဲ့မိုးရေဇက်တွေနဲ့တော်ရိုင်းပင် မိကပန်းပင်လေးတွေကလန်းဆန်းစိမ့်ဆိုဖူးပွင့်ဝေလာကြသည်မျိုးမီပြောပြဖို့ခက်သည့်တောပန်းကစိမ့်အောင်နောက်ခံမှာရောင်စုံအောင်ပင်ပွင့်ကြသည်တချို့လဲမှုသည်တချို့လဲမမွေးပန်းခူးလာသူများကတော့ တော်ပန်းမှန်မှန်ခူးရင်တော်လေကြသည်ကျွန်တော်တတိထားမိတီကတော့ဝါဇူလာပြည့်နှင့်လာပြည့်ကျော်ရများပန်းခုထက်တီရများတွင်မိုးကမရွာအုံဆိုင်တီဆိုရုံမိုးသားတိမ်လိမ့်တို့ရှိတတ်သည်ကျွန်တော်တို့ငယ်ဘွားကမြမရွာပွဲလန်းတပင်များနဲ့ဘာသာရေးဆိုင်ရာပွဲလန်းတပင်နေများမှသာအနာယူအပန်းဖြေဝေကောင်းစားလာများဝေးကြရသည်မိသားစုလိုက်ဖြစ်စေတငယ်ချင်းများဖြင့်ဖြစ်စေတွားကြလာကြပျော်ကြပါကြသည်မိသားစုလိုက်လာသူများကလည်းတည်ရွေဝေကောင်းရနေရများတွင် ဖျားများဆက်ကူများဖတ်များခင်းကဝိုင်းဖွဲထိုင်ရင်ချက်ပြုတ်ကျော်လောယူလာသည့်စားတောက်ဖွဲရများစားတောက်ခါအနာယူအပန်းဖြေကြသည် စားတောက်ဖွဲရများရောင်းသည့်အခါခေါင်းရက်ပြတ်ထိုးဈေးတယ်လီများလည်းရှိသည်ထိုစဉ်ကဘလူးတူဘောင်များမရှိမကင်နိုင်ကြသည်မပေါ်သေးတာလည်းဖြစ်မည်တက်ခဲများထဲဖွင့်ရသည့် missionary panasonic စံညိုအုံးဒီကဆတ်တို့သာရှိကြသည်လူတိုင်းအိမ်တိုင်းကိုင်းနိုင်သည်တော့မဟုတ်ပါ ကိတာကိုင်းဒီကလည်းရှာရှာပါပါလို့ခေါ်ရမည်မေတ္တရင်များတော့ကာလာသားလူကြီးများကယူလာတကြသည်ကျွန်တော်ကတော့မူလာရန်လုံးအလေရန်ကျောင်းသားရဲ့တာပါမိသားစုနဲ့တွားသည်နောက်တော့တငယ်ချင်းများနဲ့ဖွဲ့လိုက်တွားကြကျွန်တော်ကနွမ်းမသည်ဖြစ်တဲ့အတွက်တငယ်ချင်းများကသာကမကထာလောက်ကခေါ်သွားကြတာများသည်မြို့ရဲ့အခြားသောပွဲလမ်းတွေများရှိပါပါလေဖို့တို့ပင်ကျွန်တော်ကိုသူတို့ခေါ်သွားတတ်ကြပါသည်အော်ဟစ်ပြောပါကအဖွဲ့လိုက်အမျိုးသားမျိုးသမီး ခွဲပြင့်စားကြနောက်ကြလူယူလှဲ့ကြရသည်ဆိုင်ကင်များမရှိသည်စပီးများစေးကြသည်နောက်ငါးနှစ်ခန့်ကြာသောအခါမှာတော့တကယ်ချင်းတချို့ဆိုင်ကယ်ဝယ်လာနိုင်ပါသည်ညို့မှလည်းဆိုင်ကယ်များရှိလာချပါသည်ဝါစုပန်းကူးသည်အထင်ကြီးရှိစေသည်ဘုရားဘာသာဝင်များအပြင်ခြားသောဘာသာကြားများလည်းထိုဝါစုပန်းကူးနေများကိုဝင်ရောက်ဆင်နွှဲကတကယ်ချင်းများနေပင်လိုက်ပါလိရှိကြသည် ကျွန်တော်တို့မြို့နဲ့ဝါစုပန်းကူနိဗ္ဗိနတောင်တီခွဲခြားပြော၍မရထို့တူပဲပြည်တော်လက်ဖက်တိလာရှင်လက်ဖက်ဟုနာမည်ကြီးနေသည့် data ထွက်အစားအစာတစ်ခုနဲ့လည်းနိဗ္ဗိနတောင်တီခွဲခြားပြောမရတော်လက်ဖက်ကြောင့်ကတော့ကျွန်တော်ထွေထူပြောပြเสียမလို့တနိုင်ငံလုံးကလည်းတိနေကြသည့်စားတော့ကိုပစ္စည်းရတာပါသို့ပေမဲ့လည်းဆက်ဆက်ပတ်သက်နေမှုများပြောပြချင်ပြန်ပါသည်စောပိုင်းမှာမိတ်ဆွေတို့ဖတ်ခဲ့ပြီးဖြစ်ပြီ မိကိန်းနာတောင်ကြီးအနောက်တောင်ကျောင်းတိုင်းဆင်းသွားပါကတိလရှင်ဆရာကြီးဆရာလေးများ၏ကျောင်းဆောင်စခန်းရိပ်တာဇေယျများရှိနေသည့်တိလရှင်များလည်းယာနေချီကရှိသည်မိကိန်းနာတောင်တွင်မကပါဘူးပြည်မျိုးရဲ့တောင်နှန်းတော်ရပြီမှာ တိလရှင်ဆရာကြီးဆရာလေးများစွာတရင်တုံးနေကြသည်များသောအားဖြင့်တော့တိလရှင်များအတွက်ဆုံးကုန်းခတ်ခဲ့ပြီးတောဖိတ်မြို့ဖိတ်ဆိုပြီးတပတ်တစ်ကြိမ်နှစ်ကြိမ်ဆုံးတာစဉ်အလှူခံထွက်ရမှရလာသည့်စားတောက်ဖွယ်ရများကိုစူးစောင်းချီတာတုံးဆွဲကြရသည် မိမှုကြောင့်စာတုံသီးနှံတွေကိုတော့ကျောင်းစည်းရဲ့အနီးမှာစိမ့်စိမ့်ဆူဆူစိုက်ပျိုးထားကြရတယ်လို့တဘာဝတောတောင်တွေကရသည့်အသီးနှံရွက်များကိုလည်းချောက်ဖြန်းတင်တာလှမ်းလောတင်တာလောခင်တင်တာခင်ပြီးလုံကြုံအောင်ထုတ်ပိုးထားပါလာနှစ်ချီပြီးတုံးဆဲချသည်ဥပမာတခုပ်ပွင့်ချမောင်ဘူးတရတိကျောက်ဇီတိကျောက်ဘူးတိကျောက်တို့လိုများစုဆောင်ထားတာမျိုးရှိသည်ထိုနေရာတွင်တောတစ်ဖက်လည်းပါဝင်လာခြင်းဖြစ်သည် စပြုရာကတော့နိဗ္ဗိနတောင်တိလရှင်ဆရာလေးများကြီးကအစတင်ဒီလို့အများစုကလက်ခံထားကြသည်ချားတောင်တန်တော်ရများကတိလရှင်ဆရာလေးများလည်းပြုလုပ်ဖူးကြမည်ထင်ပါသည်တောင်ကုန်းတောင်ဆောင်တွေမှာအလေးကျပေါက်လို့ရှိသည်ငရဲရွက်တွင်ဝူဝီဆာဆာနုနုတွတ်တွတ်ဖတ်ချေတပေါင်းတကူလာများမှာရွက်နုလေးတွေကိုခုစုပြီးပြုတ်ခါနုညံ့သွားသည့်ဒီွယ်များကိုကြေးသွားသည့်အထိစုံနေကအိုးရီတဲ့ထက်နှက်ထားကြရသည်ထိုနောက်မှာတော့ ဗန်မွေးရဲ့အင်ဘတ်တို့နဲ့အထုပ်ကလေးတွေလုံးကနှီးကြိုးများနဲ့ခြီနှောင်လိုက်ကြတော့သည်ပြီးလျင်တော့ရေစိမ်သားကလာနှင်းနဲ့ခြီထက်စားသုံးနိုင်ကြသည်ထုပ်ပိုးရမှာတော့အင်ဘတ်ရွက်နဲ့ထုပ်ပါကရေစိမ်သည့်အခါပုတ်စော်နံတက်သည်လို့ပြောကြသည်ဗန်မွေးရက်ကတော့ထိုးထိုးမနံဆိုကြသည်ထိုးရများကိုကျွန်တော်မဆန်းစစ်ကြည့်ပါထိုးတော်တဲ့ဖက်ကိုတီထွန်ကြသည့်တေလရှင်ဆရာလေးများကကိုယ်တိုင်လည်းစားသုံးကြသလိုကျောင်းဆရာတို့ရောက်လာကြသည့် ဥပုသ္တေများကိုလည်းအခန့်ကျူးမွေးကြသည်ဘုမသည်တောလဖတ်သည်နာမည်ကြည်လာကလက်ဆောင်ထည့်ပေးသည်အလေးထားရှိလာသည်ယင်းနေ့ချင်းတွင်တော့တောလဖတ်ကိုမိသားစုအသေးစားစီးပွားရေးလုပ်ငန်းလေးများဖြင့်လုပ်နိုင်လာကြပြီးကိလရှင်ဆရာလေးများလည်းအကူတကအလုပ်နေကြသည်မရှိပဲရောင်းချသည့်နေရာများမှာသာဝယ်ယူတိမ်းစီအခန့်ကျူးမွေးကြတော့သည်ကျွန်တော်ကတော့တောလဖတ်ထုံလေးများ၏ဖတ်တွေကိုဖြီးထုတ်လိုက်ပါကထွက်လာတဲ့အမွှေးနှံကိုအလွန်ကြိုက်ပါသည်ဖြီးလျင် ကျက်တော်နီလီပါပါလီမြေပဲစာကျော်လေးကိုထောင်းကျင်ထောင်းမထောင်းကျင်ခွဲချမ်းအတိုင်းထက်ငူတီစိလေးနှစ်တမယာဒီလေးနှစ်ကဇွန်ကြောက်လေးနဲ့စားလိုက်ပါကအလွန်ပဲရတာရှိကနူးညံ့စိတ်သက်သွားသည့်ကျမကြီးရှိတော်များကောင်းတယ်များလည်းရှိသည်ယခုတွင်တော့မြန်မာနိုင်ငံတနန်တလျာသို့တောလက်ဖတ်တုံများရောက်ရှိနေကြပါပြီမျိုးကြီးများစွာ၏အမတ်ရလက်ဆောင်ပစ္စည်းများရောင်းချကြသည့်ဆိုင်များတွင်တောလက်ဖတ်တုံများချိတ်ဆွဲထား၏တပုံရေဦးရွက်များတဲ့တွင်ထဲ့ဆွေရေးတနည်းဖြင့်ရောင်းချကြသည် ။မွေပြည်ကောင်းဝန်ကြီးများတွေကစိုက်များတွင်လည်းရှိနေတတ်ကြသည်။တောင်တန်းတော်ရစခန်းရိပ်တာလေးများကလည်းစတင်ကတိတော်တော်များသည့်ပြည်ပနိုင်ငံများသို့ပါရောက်ရှိနေပြီဖြစ်သည်။စခန်းရိပ်တာလေးများသည်လည်းပြောင်းလဲမှုများရှိခဲ့သည်။တချို့သောမှုတ်တများမှာတော့အဟောင်းတိုင်းရှိနေကြသေးပင်မြို့လေးနဲ့ပတ်သက်ပြီးကျွန်တော်ခံစားမှုများကလည်းမပြောင်းလဲပါ။မြို့လေးကသာပြောင်းလဲတော်သည်။တမိုင်းတစ်ခွေမှာမြို့ကိုတိမ်မြုပ်ပြောက်ွယ်အောင်လုပ်နေကြသူများရှိသည် မြို့ကလေးကိုဝါစီပြည်သူလိုပြေကြအောင်လုပ်နေတယ်များရှိပါသည်တစ်ချိန်တွင်မြို့သူပြန်ရောက်တော့ဝါစုပန်းကူးလေးနဲ့ကြုံရိုက်ပါကလမ်းဟောင်းလေးတိုင်းကြီးနူးရများကိုပြန်တူးဆော့ကြည့်ပါ ဟုံးကြီး